င်္ဂလာပါရှင်ကျမတို့ရင်းလေးလေးထုံးပါမနေ့ကဖြစ်ပျက်ခဲ့သမျှသတင်းတွေကထူးခြားတဲ့သတင်းတချို့ကိုရွေးချယ်ကောက်နှုတ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မြမငလျင်အခြေအနေနိုင်ငံတကာမှသတင်းလာယူခွင့်စစ်ကောင်စီခွင့်မပြုတဲ့သတင်းငလျင်ဘေးကူညီဖို့ MNDAA ရဲ့ကမ်းလှမ်းချက်ကိုစစ်ကောင်စီပယ်ချတဲ့သတင်းစကိုင်းဘက်မှာတောက်တုံးရေးအရေးပေါ်လိုအပ်နေတဲ့သတင်းငလျင်ဘေးကူညီရေးမလေးရှားနဲ့ထိုင်းနိုင်ငံသားရေးဝင်ကြီးတို့ဧပြီလ9ရက်နေ့မှာမြန်မာနိုင်ငံကိုလာရောက်မဲ့သတင်း အဆရှိတဲ့သတင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးသတင်းအနေနဲ့မြမငလျင်အခြေအနေနိုင်ငံတကာမှသတင်းလာယူခွင့်စစ်ကောင်စီခွင့်မပြုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။လူပေါင်းများစွာပိတ်မိပျောက်ဆုံးနေစေဖြစ်တဲ့ငင်းငလျင်နဲ့ပတ်သက်ပြီးနိုင်ငံတကာကသတင်းတောက်တွေအနေနဲ့သတင်းရယူနိုင်ဖို့အတွက်တောင်းဆိုနေမှုကိုစစ်ကောင်စီကမလ30ရက်နေ့ကညှင်းဆိုလိုက်ပါတယ်စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကလာတာနေတာတဲတာခိုတာ ထိုင်နာသွားတာလာတာအဆင်မပြေနိုင်ပါဘူးဒါလေးကိုတော့အားလုံးသိရှိထားစေလိုပါတယ်လို့မလ30ရက်နေ့ညပိုင်းကထွက်ပေါ်ခဲ့တဲ့အတန်ဖိုင်မှာပြောဆိုထားတာပါစစ်ကောင်စီဘက်ကအကြောင်းပြန်ကြားချက်နဲ့ပတ်သက်ပြီးနိုင်ငံတကာသတင်းထောက်တဝူးကစစ်ပွဲတွေဘေးအနေရတွေကြားမှာသတင်းရယူပြီးသတင်းတင်ဆက်နေကြတဲ့သတင်းသမားတွေကိုစစ်ကောင်စီဘက်ကအကြောင်းပြချက်ပေးတဲ့အချက်တွေအပေါ်ကိုနားမလည်နိုင်အောင်ဖြစ်မိတယ်ကျွန်တော်တို့သတင်းသမားတွေကအဲ့ဒီလိုကိစ္စတွေဂရုမစိုက်ပါဘူး ဖြစ်ပျက်နေတဲ့အမှန်တရားတွေကိုပဲကဘာကိုတင်ပြနိုင်ဖို့ပဲအရေးကြီးပါတယ်လို့မှတ်ချက်ပေးထားတာကိုတွေ့ရပါတယ်။စစ်ကောင်စီဘက်ကသူတို့ရဲ့အားနည်းချက်တွေနိုင်ငံတကာကတိမာဆိုတာကြောင့်အခုလိုငင်းဆန်နေတာဖြစ်တယ်လို့လိလာသူ တော်ကမြို့ရကိုပြောပါတယ်။နောက်ထပ်သတင်းအနေနဲ့ငငင်းပေးကူညီဖို့ MNDA ကန့်လန့်ချက်ကိုစစ်ကောင်စီပေးချတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကိုကန့်တဲ့ MNDA အနေနဲ့ငလျင်ဘေးတိပြည်သူတွေကိုကူညီပေးလို့ကြောင်းကန့်လန့်ချက်ကိုစစ်ကောင်စီကပေးချလိုက်ပါတယ်။ စစ်ကောင်စီကလက်မခံလို့ SR1 ကကုညီကယ်ဆယ်ရေးတွေငလျင်ဖြစ်ပွားတဲ့နေရာဒေသတွေအထိတွားရောက်မကူညီနိုင်တာကြောင့်တပ်နိုင်တဲ့ဘက်ကနေကုညီပေးဖို့အကုံဝိုင်းဝန်းပြီးလှုပ်ဆောင်နေပါတယ်လို့ MNDA ရဲ့လာရှိုးမြို့ဆက်ဆံရေးရုံးအဖွဲ့ဝင်တဦးကလူမှုကွန်ရက်ကနေတဆင့်မလ30ရက်နေ့ညမှာအသိပေးထားပါတယ်မလ28ရက်နေ့ကစကိုင်းမြို့အနီးကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တယ်ကျင်းအား Restars Gate ခွန်တသမခွန်အစရှိငလျင်ကြီးရဲ့တန်းကြောင့် ထိခိုက်သူတွေကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီကယ်ဆယ်ရေးနဲ့တဘာဝဘေးရန်တွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်သွားမယ်လို့ MNDA ကမလ29ရက်နေ့မှာထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။ငလျင်ဘေးကြောင့်ကျုံပတ်လယ်မှာခိတ္တကိုလိုနီယာသူတွေကိုကြကြံမန်းတက်ဆောက်ဖို့စစ်ကောင်စီဘက်ကဖေရှားခိုင်းနေချိန်မှာ MNDA ဘက်ကတော့သူတို့ထိန်းချုပ်ဒေသတွေမှာကျင်းပဖို့စီစဉ်ထားတဲ့မဟာတကြံရေကစားပွဲတော်ကိုဖျက်သိမ်းလိုက်ပြီးအထူးဒေသအတွင်း ညီတိပျော်ပွဲရှင်ပွဲကိုမှကျင်းပွဲမပြုကြောင်းလည်းထုတ်ပြန်ခဲ့ပါတယ်ရှင်။နောက်ထပ်သတင်းအနေနဲ့စကိုင်းဘက်မှတောက်ရည်အရေးပေါ်လိုအပ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းဘက်မှလက်ရှိတောက်သုံးရည်အရေးပေါ်လိုအပ်နေကြောင်းအကူအညီပေးနေသူတွေထံကသိရပါတယ်။အလောင်းထဲတဲ့အိတ်လည်းအရေးပေါ်လိုအပ်နေပြီးအစာကြောက်တွေပါလိုအပ်နေတယ်လို့သိရပါတယ်။ဘုံကြီးเจ้าနေတိလားရှင်เจ้าနေလည်းပြိုကြတယ်။အများကြီးအပြည့်အဝမလုံးနိုင်သေးသလို မြူရဲကတိုက်တေဆိုရင်လဲကယ်ဆယ်ရေးတော့လုပ်ပေမဲ့တချို့လူပိတ်မိနေတဲ့အဆောင်နေ48နာရီကြော်လာတဲ့အထိဘာမှမလုပ်ရသေးတာရှိသေးတယ်လို့သူကပြောပါတယ်။စားစရာတွေခြနောင်ဖြာနဲ့အမျိုးသမီး53ဦးအဓိကလိုအပ်နေပြီးမြို့ပေါ်မှာအများအပြားထိခိုက်ပျက်စီးသွားတာကြောင့်ငွေရှိရင်တော့ဝယ်ရခက်နေတယ်လို့သိရပါတယ်။ကယ်ဆယ်ရေးတွေလည်းလုံလောက်အောင်မရှိတာမို့ volunteer အရန်လိုအပ်နေပြီးတောင်ပေါ်မှာပိတ်မိနေတဲ့သူတွေကိုလည်းကယ်ထုတ်လို့မရသေးတာရှိနေကြောင်း တချို့နေရာတွေမှာအလောင်းတွေပြိနေပြီးမထုတ်ရသေးလို့အပုံနဲ့နေထွက်နေပြီလို့ဆိုထားပါတယ်ရှင်။နောက်ဆုံးသတင်းအနေနဲ့ငလင်ဘေးကူညီရေးမလေးရှားနဲ့ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ဧပြီလ9ရက်နေ့မှာမြန်မာနိုင်ငံကိုလာမယ့်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ဟာမြန်မာနိုင်ငံအလဲပိုင်းမှာမလ28ရက်နေ့ကငလင်အလုတ်ခတ်ခဲ့ပြီးတဲ့နောက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးအပ်ရေးနဲ့ပတ်သက်ပြီး လာမယ့်ဧပြီလ9ရက်နေ့မှာမြန်မာနိုင်ငံကိုလာရောက်ဖို့ရှိနေပါတယ်။မြန်မာနဲ့အိန္ဒိချင်းထိုင်းနိုင်ငံတို့မှာလှုပ်ခတ်ခဲ့တဲ့ငလျင်နဲ့ပတ်သက်ပြီးအာဆီယံနိုင်ငံသားရေးဝန်ကြီးတွေရဲ့အရေးပေါ်အထူးအစည်းအဝေးမှာနိုင်ငံသားရေးဝန်ကြီးနှစ်ဦးမြန်မာနိုင်ငံကိုလာရောက်ဖို့ကိစ္စကိုသဘောတူခဲ့တာပါ။ဒါဟာမြန်မာပြည်သူတွေအတွက်ဂယုနာစီးလုံးညီညွတ်မှုကိုပြသတာဖြစ်ပြီးမြေပြင်လိုအပ်ချက်တွေကိုထည့်သွင်းစဉ်းစားကာ ထက်လောင်းအကူအညီတွေပေးဖို့ညှိနှိုင်းဆောင်ရွက်မယ်လို့အရေးပေါ်အစည်းအဝေးကိုဥဆောင်ကျင်းပတဲ့2015ခုနှစ်အာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားနိုင်ငံကပြောပါတယ်။အာဆီယံအနေနဲ့ငလျင်ပေးနဲ့ပတ်သက်ပြီးလူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးမယ်ကလေးကိုအစည်းအဝေးမှာထပ်မံအတည်ပြုခဲ့ပြီးမြန်မာထိုင်းတို့နဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်လို့အစည်းအဝေးအပြီးမှာထုတ်ပြန်ထားပါတယ်ရှင်။မနေ့ကတရက်တာဖြစ်ပျက်ခဲ့သမျှသတင်းတွေက စိတ်ဝင်စားစရာကောင်းတဲ့သတင်းတချို့ကိုမြို့တော်ပြည်သက်ကြီးအတွက်ကောက်နှုတ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။